ပြည်သူ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ရွေးကောက်ပွဲရှင်မြိုင်ငွေရ90လောင်းစီးရင်တွင်ပြည်သူ့ရှေးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်မပါဝင်ကြောင်းသတင်းများထွက်ပေါ်လျက်ရှိပါသည်။ဒါပေမဲ့အဆိုပါသတင်းမှာသတင်းမှားတာဖြစ်ကြောင်းပြည်သူ့ရှေးဆောင်ပါတီရဲ့တာဝန်ရှိသူတို့ကညင်းဆိုပါသည်။ UEC ကကျမတို့ကိုကတ်တွေတောင်ထုတ်ဝေပြီးသွားပါပြီ။ထွက်ပေါ်နေတဲ့သတင်းတွေကလည်းသတင်းမှားတွေပါ။နမစင်းလည်းမကြံပါဘူး။သူဝင်ရောက်ရှင်ပြိုင်နဲ့မဲဆန္ဒနယ်မှာတွားကြည့်လို့ရပါသည်။သတင်းမှားတွေပါလို့ပါတီတာဝန်ရှိသူတို့ကပြောကြားပါသည်။ ရတတခိုင်ဟာနိုင်သူအကုံယူစနစ်နဲ့ကျင်းပမယ်ရန်ကုန်ဒေသကြီးအမှတ်နှစ်အမျိုးသားလွှတ်တော်မဲစနနယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်းပြရန်စီရင်ပေးသင့်ထားကြောင်းသိရပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနေနဲ့2025ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲမှာတနိုင်ငံလုံးတိုင်းတာနဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်းပြမယ်ပါတီကြီး6ခုတွင်ပါဝင်ပါတယ်တအားဖြင့်ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနေနဲ့2025ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲဝင်ရောက်ရှင်းပြရန်အတွက်ကိုယ်စားလှယ်လောင်း682ဦးတင်သွင်းထားခြင်းဖြစ်ပါတယ် ၏ဘလို့အကြောင်းအကျောင်းရွေးကောက်ပွဲဝင်ရောက်ရှင်ပြန်ခွင့်မရတာကိုထုတ်ပြန်ခြင်းမရှိပေမဲ့လည်းကိုစဲလောင်းရေချင်းပြည့်ရင်းတဲ့အတွက်ဒေါက်တာတသက်ခိုင်အနေနဲ့ရွေးကောက်ပွဲရှင်ပြန်ခွင့်မရကြောင်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကသတင်းများထွက်ပေါ်ခဲ့ပြီးတဲ့နောက်အမလောင်းစီးရင်မှာ၎င်းရဲ့နာမည်မပါဝင်လာခြင်းဖြစ်တယ်လို့ BBC သတင်းဌာနကဖော်ပြထားပါတယ်။ကိုတို့အရာစီမံကိန်းများကြောင့်ငွေကျပ်ဘီလီယံတရာကျော်အကျွေးတည်နေတဲ့အတွက်ဒေါက်တာတသက်ခိုင်မှာရွေးကောက်ပွဲကိုစဲလောင်းဖြစ်မှပြည့်ပြည့်ခံရကြောင်းသတင်းချို့မှာဖော်ပြထားတယ်ဆိုပေမဲ့လည်း အဆိုပါကြွေးပြကြေရာမှာကြာပြီဖြစ်ကြောင်း PPP ပါတီတောင်ရှိသူတူက11 media crew တို့ပြောကြားပါတယ်။အခု online မှာပြောနေကြတဲ့အကြွေးတွေကကြေရာကြာလာပြီလို့လည်းအထက်ပါပါတီ တောင်ရှိသူတူကပြောကြားပါတယ်။ယခုကဲတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ရွေးကောက်ပွဲကိုယ်စားလှယ်တော်ဆင်းရဲမှာမပါဝင်ကြောင်းသတင်းထွက်ပေါ်နေမှုနဲ့ပတ်သက်ပြီးပြည်တော်စုရွေးကောက်ပွဲကော်မရှင်ထံဆက်သွယ်မေးမြန်းနေပေမဲ့လက်တလောမှာဆက်သွယ်မှုမရရှိသေးပါဘူး။